CDM ဥပဒေဟာတော့ဆင်ရိုက်ကိုခမဲပေးတယ်လို့ဖြစ်နေမလားစက်ကောက်စီလက်အောက်မှာဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ NAM CDM ဝန်ထမ်းတွေအားလုံးကိုအလုတ်ဖြုတ်အရေးယူမဲ့ဥပဒေတရက်ကို ပြည်တော်ဆုလွတ်တော်ကုစားပြုကော်မတီ CRPH ကအခုလ23ရက်နေ့မှာပဲအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်အကြမ်းဖက်အာဏာဖီဆင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေလိုအမိရတဲ့အဲ့ဒီဥပဒေအတည်ပြုတဲ့အချိန်ကစပြီးဒီကနေ့အထိ ဥပဒေနဲ့ပတ်သက်လို့အဝေဖန်မှုတွေတော်တော်ညံ့အောင်ထွက်ခဲ့တယ်လို့အခုထိလည်းအငင်းပွားမှုတွေဆက်ရှိနေတော့မှာဥပဒေမှာတော့ CDM ဝန်ထမ်းတွေကိုဂုံပြုတ်ချီမြောက်ဖို့နဲ့ NAM CDN တွေကိုအလုတ်ထုတ်ဖို့အရေးယူဖို့စတဲ့အချက်တွေကိုတွေ့ရပါတယ် CDM ဝန်ထမ်းတွေကိုချီမြောက်မဲ့ကိစ္စမှာကန့်ကွက်သူမရှိတလို့ရှားပြီးမဲ့ NAM CDN တွေအားလုံးကိုအရေးယူမဲ့ပြဋ္ဌာန်းချက်အပိုင်းမှာတော့တော်လရင်အတိုင်းဝိုင်းအတွင်းငင်းခုတ်သဘောထားကွဲလွန်မှုတွေဆက်တိုက်ဖြစ်နေတာပါ အမျိုးသားညီညွတ်ရေးအတိုက်ပေးခံကောင်စီ NUCC အဖွဲ့ဝင်လည်းဖြစ်ညင်လေးတစ်သူတေသနာအဖွဲ့ရဲ့နိုင်ငံရေးနဲ့သူတေသနာအကြံပေးဖြစ်တဲ့ကိုမိုးထက်နေကအငင်းပွားမှုပြင်းထန်နေတဲ့ဒီဥပဒေပေါ်အခုလိုဆွေးနွေးထားပါတယ်။ဒီ CDM လှုပ်ရှားမှုကပါနေတဲ့နိုင်ငံဝင်တဲ့နေပေါ်ကိုဒါကုစားပေးဖို့ဒီချီးမြှင့်မြှောက်ဆားဖို့ဒီဆိုတဲ့ကိစ္စမျိုးတွေကိုကျွန်တော်ကန့်ကွက်စရာမရှိပါဘူး။နော်ကျန်တဲ့ကျွန်တော်ဒီဟို CDM မှာမပါတဲ့သူတွေကို ဒီဆက်ဆေးမယ်လို့เนาะအေးယူမယ်လို့ဆိုတဲ့ကိစ္စတွေကတော့တော်တော်စိတ်မကောင်းစရာကောင်းပါတယ်เนาะဆိုတော့ဟိုဒါသူတို့ထဲမှာပါတဲ့ဒီစစ်တပ်နဲ့ဟိုပူးပေါင်းဆောင်ရွက်တဲ့သူတွေเนาะကျွန်တော်တို့ဖမ်းဆီးရဲ့အလုပ်တွေကိုလက်တွေ့လုပ်တဲ့သူတွေเนาะဒါမှမဟုတ်ရင်အဲ့လိုအဖမ်းခံရအောင်တရင်ပေးတဲ့သူတွေဒါမျိုးတွေကတော့ကျွန်တော်တို့က CDM ရဲ့ NaN CDM ရဲ့เนาะဟိုဝန်ထမ်းဖြစ်ချင်းရဲ့မဖြစ်ချင်းရဲ့မဆိုင်ပါဘူးဘယ်သူမှဆိုကျွန်တော်တို့ကဒါဟို ဟို transition နဲ့ justice ကာလမှာအရေးမယူမဖြစ်ကိုယူရမယ့်ကိစ္စတွေဖြစ်တယ်။အဲ့တော့ဒီဥပဒေထဲမှာဆိုကျွန်တော်တို့ကဟိုဟိုနံပါတ်1ချက်ကဘာလို့ဆိုကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲเนาะဒီဟိုဝင်နှင်းနေသားတွေမှာကိုဒီဟို ဒီအချမ်းမဖက်အာနာပီစံကြီးလှူရှားမှုမှာပါခဲ့တဲ့ဝင်နှန်းမပါခဲ့တဲ့ဝင်နှန်းဆိုတာမျိုးဖြစ်လာပြီပေါ့ဗျာတမန်ပြည်သူတွေပေါ့ဘယ်လိုသဘောထားမလဲပေါ့နော်တမန်ပြည်သူတွေလည်းပါတဲ့သူရှိတယ်မပါတဲ့သူရှိတယ်စစ်တပ်ဘက်မှာနေတဲ့သူရှိတယ်နော်တော်လိုင်းဘက်မှာနေတဲ့သူရှိတယ်ဂျားထဲမှာနေတဲ့သူရှိတယ်ဒါအပြင်ကျွန်တော်တို့ကဟလာအခုကျွန်တော်တို့ PDF မှာပါနေတဲ့နော်ဟိုဒီရဲဘော်တွေရဲ့မိသားစုတွေနော်အဲ့ဒီထဲမှာလည်းဒီဟို ဟိုနိုင်ငံဝန်ထမ်းဆက်လုပ်နေတဲ့သူတွေရှိနေနိုင်တာပဲเนาะနောက်တချို့ဆိုလည်းကျွန်တော်တို့ဒီဒါကျွန်တော်ကိုယ်တွေပြောရတယ်ဆိုရင်တချို့ဆိုရင်ကျွန်တော်တို့ဟာသူသားဟို CDM လုပ်ပြီးသားဒါပေမဲ့သူ့ရဲ့သားသမီးတွေအဖမ်းခံလိုက်ရတဲ့အခါမှာเนาะထောင်ဝင်သာတွေ့ဖို့เนาะဒါမှမဟုတ်ရင်ပြန်လေလွတ်မြောက်ဖို့အတွက်เนาะပြန်ပြီးတော့အလုပ်ဝင်လိုက်ရတဲ့လူမျိုးတွေလည်းဒါဟိုဟိုဒါဟိုကျွန်တော်အဝင်းဝိုင်းမှာကိုအများကြီးရှိပါတယ်เนาะဆိုတော့အခုဟာကဒီဥပဒေကြီးကဒါဟိုတဲ့တယ်ပြောရရင်တော့ကျွန်တော်တို့ကဒါကြီးကဟလာဟို ဒီဥပဒေပေါ်ကိုကြည့်ရင်တော့ကျွန်တော်တို့ကနိုင်ငံဝင်တဲ့ပုံမှာအခြေတည်ပြီးတော့ပဲနှစ်ချမ်းခွဲတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကအစိပ်ပေါင်းအချမ်းပေါင်းများစွာခွဲလိုက်တယ်လို့ဖြစ်မဲ့ဥပဒေကြီးလို့ပဲကျွန်တော်တို့နားလေပါတယ်နော်တကယ်ဟိုတုံးရလိမ့်မယ်မထင်ပါဘူးနော်ဟိုနောက်တစ်ခုကဘာလဲဆိုတော့ဟိုဒီကျွန်တော်တို့ကတော်လင်ရေးပြီးတဲ့အခါမှာတိုင်းပြည်ကိုဟိုပြန်ပြီးတော့ကျွန်တော်တို့ကထူထောင်တဲ့အခါမှာဘာလဲဆိုတော့ကျွန်တော်တို့ကဒီ reconciliation ပေါ့ဗျာเนาะပြန်လေကျွန်တော်တို့ကပေါင်းစည်းရအရေးကြီးပါတယ် ော်ကျွန်တော်တို့ကအခုဟုတ်လားဒီကျွန်တော်တို့တော်လန်ကြီးနိုင်သွားလို့ဆိုပြီးမှစစ်တပ်ထဲကလူတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကထောင်ထဲနဲ့ဖမ်းထည့်လို့မရပါဘူးနော် နောက်တစ်ခါကကျွန်တော်တို့ကဒီဝန်ထမ်းတွေကိုလည်းဖမ်းထည့်လို့မရဘူးနော်ဆိုတော့အဲ့တော့အဲ့ဒီဟာတွေဒီဘာဖြစ်သွားမလဲဆိုတော့နော်တကယ်လို့ထားပါတော့ဗျာတို့ဒီဥပဒေကြီးရဲ့ပါတဲ့အတိုင်းနော်ဟိုဟိုတန်နှင်းဝင်အရာရှိနေအထက်တွေကိုအလုပ်တွေဖြုတ်ပလိုက်မယ်နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ အဲ့တော့အရေးယူပလိုက်မေးပေါ့နော်အဲ့လိုလုပ်လိုက်ရင်ဘာဖြစ်သွားမလဲဆိုအလုပ်လက်မဲ့နှုံတိုးလာမှာပဲနော်အလုပ်လက်မဲ့နှုံတိုးလာမယ်ဟောအဲ့ဒီအလုပ်လက်မဲ့နှုံပြဿနာဒီပါတော့ဆိုတော့အစိုးရကိုဝင်ဆောင်ပါမယ်ဟောနောက်တစ်ခုကပို့ဆိုးတာပါလဲဆိုတော့ကျွန်တော်တို့ကတချို့ဟလာပညာရှင်တွေကိုအစားထိုးလို့ရပါမလားပေါ့နော်အုံနောက်ခွဲမဲ့ဆရာဝန်ကြီးတွေနော်နှလုံးခွဲမဲ့ဆရာဝန်ကြီးတွေနော်တောက်ကအစားထိုးနိုင်တဲ့ဆရာဝန်ကြီးတွေဒီလိုဟာမျိုးကြီးတွေကိုကျွန်တော်တို့ကဟလာတစ်နှစ်နှစ်နှစ်ဆိုတော့ဟလာဝင်းဒိုးအတွင်းမှာကျွန်တော်တို့ကဒါကြီးကိုအစားထိုးဖို့မလွယ်ပါဘူး အခုလက်ရှိဒီဥပဒေနဲ့ပတ်သက်ပြီးအငင်းပွားနေတဲ့အခန်းလေးအေးအေးယူခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာအာနာသိကာလအတွင်း NAM CDN ဝန်ထမ်းတွေရဲ့ယာထူးတိုးမှုနဲ့အသစ်ခန့်အပ်ဝန်ထမ်းတွေကိုတရားမဝင်ကြောင်းကြေညာဖို့အမိဖြစ်စရင်တွင်းဖို့ပြန်တန်းဝင်အရာရှိအဆင့်နဲ့အထက်ပုဂ္ဂိုလ်တွေကိုအလုတ်ဖြုတ်ပြီးအမိပြက်စင်ရင်တွင်ဖို့ပြန်တန်းဝင်အရာရှိရဲ့အောက်အဆင့်ဝန်ထမ်းတွေကိုအလုတ်ဖြုတ်ဖို့အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်မှုများအပေါ်မူတည်ပြီးတရားစွဲအရေးယူဖို့အပါအဝင် အာနာသိစစ်တက်ကပေးထားတဲ့အကျိုးခံစားခွင့်ငွေကြေးစုတစိပညာတော်တင်ခွင့်ရာထူးနှစ်တိုးလဆာအလုံးကိုပြန်ရုပ်သိမ်းဖို့စတဲ့အချက်အလက်တွေပြဋ္ဌာန်းထားပါတယ်။နောက်ဆက်တွဲအနေနဲ့အခန်းကအတနာခံစားတင်သွင်းခြင်းခေါင်းစဉ်အောက်မှာတော့အရေးယူခံရတဲ့ NAM CDM ဝန်ထမ်းတွေအနေနဲ့ရက်ပေါင်း60အတွင်းအတနာခံစားတင်သွင်းနိုင်ကြောင်းဒါကိုလက်ခံတဲ့မခံတဲ့အစိုးရကစုပ်ဖြတ်မှဖြစ်ကြောင်းဖော်ပြထားပါတယ်။ ဥပဒေအရေးလေ့လာတုံ့တက်သူဖြစ်တဲ့မောင်လူတက်ကဒီဥပဒေပေါ်အခုလိုတုံ့တက်ထားပါတယ်ဒီဥပဒေကို political point of view ကနေပြီးတော့မှချင်ကပ်ပြီးဆွေးနွေးရမယ်ဆိုလို့ရှိရင်ဒီဥပဒေဟာကျွန်တော်အပီတူပီသားတွေနဲ့တော်လိုင်းအင်အားစုတွေတောင်းဆိုနေကြတဲ့တောင်းတနေကြတဲ့အထူးကုပြောင်းမှုဆိုင်ရာတရားမျှတမှုတို့ပြောတဲ့ transitional justice ရဲ့ခြေလှမ်းအစလို့ပြောလို့ရမယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲလို့ပြောတဲ့အခါမှာဒီဥပဒေကိုဖတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော် transitional justice ရဲ့ holistic approach လို့ပြောနေကြတယ်ကျွန်တော်တို့เนาะ true seeking လို့ပြောတဲ့ကျွန်တော်ကအမှန်တရားရှာဖွေတဲ့အပိုင်း preparation လို့ပြောတဲ့ကျွန်တော်တို့ကဟုတ်လားဒီကာလမှာကျွန်တော်တို့ဒုက္ခဝိစတွေရောက်တဲ့လူတွေကိုပြန်လည်ပြီးတော့မှကုစားပေးတဲ့အပိုင်း and not for persecution လို့ပြောတဲ့ကျွန်တော်တို့ဟာအဲဒီတရားစွဲဆိုရေးအပိုင်းနဲ့ institutional reform လို့ပြောတဲ့ ကျွန်တော်တို့ဒီအရရဆိုင်ရာ အာဒီဒီဌာနဆိုင်ရာကိစ္စရဲ့များကိုเนาะပြန်လည်ပြုပြင်ခြင်းဆိုတဲ့အပိုင်းဒီ၄ဘိုင်းလုံးရဲ့အငွေ့တက်တွေပါဝင်နေတာကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့ဒီဥပဒေဟာနိုင်ငံရေးပြောင်းလဲဆိုလို့ရှိရင်တော့အရေးကြီးတဲ့အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့အာတုံ့တက်လို့ရမယ်ပါတယ်ခင်ဗျာတခြားတစ်ဖက်မှာ non cdm ဖြစ်တဲ့ cdm မလုပ်တဲ့သူတွေအားလုံးကိုအရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကတော့ ကျွန်တော်တစိတ်ပြင်းထန်လုံးတယ်ပေါ့နော်အဲ့တော့မလို့လားတဲ့အခုခံတွေအတိုက်ခံတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဟာလန်စီတီယံမလုပ်တဲ့သူတွေအားလုံးကိုအေးအေးယူမင်းဆိုတဲ့ဒီပြဋ္ဌာန်းချက်တစ်ခုကိုတော့ကျွန်တော်ပြင်ပြီးတော့မှစဉ်းစားတာမျိုးတွေ review လုပ်တာမျိုးတွေကတော့အာလုတ်တင်တဲ့ကိစ္စရဲ့လို့ကျွန်တော်တို့ကမြင်ပါတယ်ပေါ့နော်ခုနကျွန်တော်တင်ပြခဲ့သလိုပဲနိုင်ငံကြီးနဲ့ဆက်ဆက်တဲ့ဌာနတွေအများကြီးရှိတယ်အဲ့တော့အဲ့ဒီဌာနကလူတွေအားလုံးကိုအေးအေးယူမယ်လို့ပြောတဲ့အခါမျိုးမှာ နော်ဥမာဖြင့်ထားပါတော့ NCDN တွေကလည်းကျွန်တော်တို့က CDN လုပ်ဖို့စဉ်းစားနေတဲ့လူတွေရှိနိုင်တယ်နော်အဲ့ဒီလူတွေကအာလုပ်ဖို့အတွက်ခက်ခဲတွားတဲ့ကိစ္စတွေလိုမျိုးအဲပြလို့ရှိရင် ကျွန်တော်တို့ကဒီတော်လိုင်းအောင်သွားပြီးရင်ငါတို့ကိုအေးယူတော့မလားလို့ဆိုရင်ပြီးတော့မှတော်လိုင်းအဲမအောင်ကျွန်တော်တို့ကပေါ့နော်လုံဆောင်တဲ့ဂျိုးစပန်တဲ့ကိစ္စမျိုးတွေဖြစ်လာမှာကိုကျွန်တော်တို့ကအဲမလူလောက်ပေါ့နော်ဒါ side effect တွေဖြစ်နိုင်တယ် အဲ့ဒါကြောင့်မလို့ Nancy ဒီအားလုံးကိုအေးအေးယူမယ်ဆိုတဲ့အဲ နီလန်ထက်เนาะချင်းကမှုထက်ကျွန်တော် case by case ပေါ့เนาะသူကဒီမှာတာဝန်ထမ်းဆောင်နေတယ်တာဝန်ထမ်းဆောင်နေတဲ့အတွက်ကြောင့်မို့လို့သူတာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်းမှာဒီလူထုပေါ်မှာကျွလုံတဲ့ကိစ္စမျိုးတွေကဘယ်လိုဖြစ်တယ်လဲဆိုတော့ဒီအမှန်တရားကိုရှာဖွေဖော်ထုတ်ပြီးတော့မှ case by case အရေးယူတဲ့ကိစ္စမျိုးကပို့ပြီးတော့မှတင်လျော်တယ်လို့ကျွန်တော်တို့ကတော့ယူဆတာဖြစ်ပါတယ်เนาะကျွန်တော်တို့အအနေနဲ့ပြောတဲ့စကားတခုရှိတယ်ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်နိုင်မှတာလင်းကျွန်တော်တို့ရဲ့ဒီတော်လိုင်း အခီတော်လိုင်းပန်းတိုင်ဟာပို့ပြီးတော့မှမြင်မြင်ဆော့ဆိုင်နဲ့လူထုတွေတောင်းတတဲ့ပန်းတိုင်ကိုရောက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီတစ်ချက်လေးကိုတော့ကျွန်တော်ပြန်လဲပြီးတော့မှသုံးသက်ဖို့တင်းတင်းဆိုတဲ့ဟာလေးကိုကျွန်တော်တို့ ကဆွေးနွေးတင်ပြလိုက်ရပါတယ်ခင်ဗျာဒါအပြင်ဥပဒေကိုအသက်ဝင်အောင်လုပ်တဲ့အခါအုပ်ချုပ်ရေးနေမြေပိုင်ဆိုးမှုကလည်းအရေးပါတယ်လို့အဲ့ဒီနေရာမှာအာနာကြီး၃ရက်ဖြစ်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးကိစ္စတွေကိုဘလောက်ခက်ခိုင်မှန်မှန်တိစောက်နိုင်ပြီလဲဆိုတာအရေးကြီးတယ်လို့ဥပဒေသမားမောက်လူတစ်ကပြောပါတယ် CRPH ကထုတ်ပြန်လိုက်တဲ့ CDM ဥပဒေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းလတာမြို့နယ်ဥပဒေရုံးမှ CDM ဒုမြို့နယ်ဥပဒေအရာရှိမှစင်သူကလည်းအခုလိုမှတ်ချက်ပြုပါတယ်။အခုလက်ရှိဒီဂျာကာလာမှာတော့ဟိုအမားတို့ဌာနဆိုလို့ရှိရင် CDM 5%နဲ့ CDM 95%ရှိရပါတော့။အဲ့ဒီ95%ကဟိုတိတဲ့အတိုင်းပဲဒီပြည်သူတွေအဟိုဒီ activist တွေအကောင်လုံးကိုဟိုဒီ အကောင်လုံးကိုဒီထောင်ထဲထည့်နေတဲ့ဌာနလို့ပြောလို့ရပါဘောနော်ဥပဒေဒီသူတို့အခုဆိုမွေးနေ့ဆုတောင်းတွေလုပ်နေတော့ဆန်းစုကြည်ဆိုလို့ရှိရင်လည်းသူတို့အဲ့ဒီတရခွင်မှာဟိုကလှုပ်ထားရတဲ့အကောင်လုံးကဒီနန်း CDN နေကိုဌာနလူတွေကြီးပဲဆိုတော့ဟိုအရန် CDN နေတဲ့ဌာနဖြစ်တာတော့မှပြောချင်တာကဖြစ်တာတော့မှကိုယ့်ရဲ့မိခင်ဌာနသူတို့အန်ယူချီဆိုရက close ဖြစ်မနေဘူးမမလို့ဆိုလို့ရှိရင်ဒီ CDN ကတနိုင်ငံလုံးတိုက်တာနေဆိုရင်လက်ချိုးရလို့ရတယ်ဒီလူတရား ။နေရာရှိဆိုရင်တရားမပြည့်ဘူး။အဲဒီဟိုအရာတန်းအမှုတန်းရှိတာကိုအဝန်ထမ်းနေထဲမှာအဲ့ဒီလိုမျိုးလူ200လောက်ပဲရှိတာတော့မှတနိုင်ငံလုံးမှာ4000ကျော်ရှိရင်ဟိုလူက200လောက်ပဲရှိတာတော့မှ close မဖြစ်တဲ့အပြင်နှစ်ခါတော့မတွေ့ဘူး။တစ်ချိန်ပဲတွေ့တယ်။အဲ့ဒါတော့မှလူနည်းနည်းလေးနဲ့ပဲတွေ့ဖြစ်တယ်။ဟိုတော်လိုင်းအစားတော့နောက်လုံးဝမတွေ့ဖြစ်တော့ close ဖြစ်မနေတဲ့အခြေအနေမှာပေါ့နော်။ဒီလောက်လူနည်းစုစီတဲ့အောင်တော့မှသူရဲ့မိခင်ဌာနကြီးရှိနေတယ်။ဒါမှ close ဖြစ်ပြီးတော့ဒီလိုမျိုး လုံနေတဲ့အခြေအနေမှာဒီလိုမျိုးဥတွေထုတ်တော့ကြကိုအတွက်ကိုတူဦးတဲ့အတွက်ဆိုလို့ရှိရင်တော့ထူတော့ထူဆန်းနေပါတော့တကယ်လုတ်ပြီးနိုင်ဒီကကြားကလာမှာတော့မလုတ်ပေးတဲ့ဟာလေးတွေတော့မှမလုတ်ပေးနိုင်မင်းနဲ့အဲ့လိုမျိုးစာတိုင်းပဲထွက်သွားတယ်အဲ့လိုမျိုးမြင်နေပါတော့ NEM CDN တွေအားလုံးကိုအရေးယူမဲ့ပြဋ္ဌာန်းချက်အပေါ်မှာတော့အာနာသိစစ်တပ်ဖက်ကလက်ရှိပြည်တွင်းမှာရှိနေတဲ့ CDMO ထန်းတွေအပေါ်ပုံမှုဖိနှိပ်လာမှာကိုစိုးရိမ်နေလို့မဆင်တူကထပ်လောင်းဆိုပါတယ် ဒီဥပဒေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ကဇွန်လ15ရက်နေ့ရက်စွဲနဲ့ကြေညာချက်တစောင်းကိုထုတ်ပြန်ခဲ့ပြီး NAM CDN ဝန်ထမ်းများကိုအရေးယူမဲ့ကိစ္စဟာမိမိအင်အားစုများကိုစုစည်းကြားလူကိုစီယုံကရန်သူလူများကိုပါကိုဖက်သားဖြစ်လာစေရန်စူးစမ်းဆောင်ရွက်ရမည်ဆိုတဲ့တော်လရေးလိုအပ်ချက်နဲ့ဆက်ကျင်နေတဲ့အတွက်ကန့်ကွက်ရှုတ်ချရဲလို့ဖော်ပြခဲ့ပါတယ် NAM CDN ဝန်ထမ်းတွေကိုအရေးယူမဲ့ကိစ္စဟာခံစားချက်ကိုအခြေခံပြီး လက်ခုပ်တန်ချူရမယ်ကိစ္စမဟုတ်ဘူးလို့ပါကတာဖွဲ့ချုပ်ကဝေဖန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲထုတ်ပြန်ခဲ့တဲ့တက္ကသိုလ်ဆရာများတမကကိုစားပြုကော်မတီရဲ့ကြေညာချက်မှာလဲအခုဥပဒေဟာ CDM ဝန်ထမ်းတွေကိုခုတုံးလောက်အတုံးချပြီးနိုင်ငံရေးအမျက်ထုတ်တာဖြစ်တယ်လို့ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့လွတ်လပ်စွာယူရေးချဲ့ပိုက်ခွင့်ကိုချိုးဖောက်ထားပြီးဒီလိုချိုးဖောက်တာဟာအစင်လာတဲ့ရဲ့အနေနဲ့ရှိသွားရင်အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက် NDA ရှိတယ်လို့ဖော်ပြခဲ့ပါတယ် CDM ဝန်ထမ်းတွေပေါ်အာနာသိစစ်တပ်ကကျူးလွန်ခဲ့တဲ့နှိတ်ကုတ်နည်းတွေအတိုင်းတံပြန်အတုယူဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်လက်စားချေရေးကိုဥတည်တဲ့တော်လန်ရေးဖြစ်စေတယ်လို့လူထုကိုတော်လန်ရေးနဲ့ကင်းကွာသွားအောင်အာနာသိစစ်တပ်အတွက်စီယုံရင်းဆင်းပေးနေတယ်လို့ဖြစ်နေတယ်လို့လည်းပြင်းပြင်းထန်ထန်ဝေဖန်ထားတာတွေ့ရပါတယ်။မြမရိုးရစကပုံတွေထဲမှာတောဆင်ရိုက်ကိုခမဲပေးဆိုတဲ့စကပုံတစ်ခုရှိပါတယ်။ ကြီးမားတဲ့အခက်အခဲစိန်ခေါ်မှုကြုံတဲ့အခါလက်တွေ့မကျတဲ့ဖြည့်ရှင်းနည်းနဲ့ဖြည့်ရှင်းတဲ့အကြောင်းခိုင်းနှိုင်းဖော်ပြတဲ့စကားပုံတည်းရဖြစ်ပါတယ်။ညံလင်းတဲ့သူတေသနာအဖွဲ့ရဲ့နိုင်ငံရေးနဲ့သူတေသနာအကြံပေးဖြစ်တဲ့ကိုမိုးထက်နေကတော့အခု CDM ဥပဒေဟာတောဆင်ရိုက်ကိုခမဲပေးထားတဲ့ဥပဒေဖြစ်တယ်လို့ခိုင်းနှိုင်းမှတ်ချက်ပြုပါတယ်။နောက်တစ်ခုကတော့ဟို ဟိုအခုဒီဒီဥပဒေပေါ်လာတာကိုကကျွန်တော်ကတော့လေဟိုနိုင်ငံရေးအတုံးချတယ်လို့ကျွန်တော်ကတော့ဒီလိုပဲနားလေပါတယ်နော်ဆိုလိုတာကဘာလဲဆိုတော့ဗျာကျွန်တော်တို့ကဒီနေဦးတော်လည်ကြီးအစမှာနော်ဟိုဟိုဟလာဒီဒီ CDM လောက်ရှားမှုမှာပါဝင်မှုတွေတွေးကြော်တဲ့နေအများကြီးနဲ့ဖိတ်ခေါ်ခဲ့ကြတယ်ပေါ့ဗျာနော်ဟိုဟို ထားပါတော့ဒီဒီယုံတက်တဲ့ဝင်နှင်းတွေအိမ်မာနေပါဇိန်နဲ့ဇိန်နဲ့ဆိုတဲ့ဟာမျိုးပေါ့ဗျာဟိုဆိုလို့ကဒီဝင်နှင်းတွေကိုတာဝန်ယူထားပါမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပြောခဲ့ကြတယ်တကယ်တမ်းကျတော့ကျွန်တော်တို့မှာဟလာလက်တွေ့အရကကျွန်တော်တို့ကဒီလက်နက်ကင်တော်လင်ကြီးကိုကူးပြောင်းနေเนาะဟို resources တွေအများကြီးလိုလာတယ်အဲ့ဒီအချိန်မှာဒီ CDM တွေကိုဘယ်သူမှပြန်မကြည့်နိုင်ဘူးเนาะမကြည့်နိုင်တဲ့အတွက်ဟလာဟိုမင်းတို့အခုတော့ဟလာခဏလေးနေလိုက်ပါဦးเนาะမင်းတို့ဒီတော်လင်ကြီးနိုင်သွားတာ ਨੇ เนาะငါတို့ဓာတ်တွေလုတ်ပြီးမှဖြစ်တယ်ဆိုတဲ့ဟာမျိုး ဟိုဒီဒီနိုင်ငံရေးအရလည်းအသုံးချတယ်လို့ကျွန်တော်တို့မြင်ပါတယ်နော်ဟိုတက်တယ်ပြောရရင်တော့ဗျာဟိုဟိုဒီဒါတောဆင်ကိုခမဲပေးထားတဲ့ဟိုဟွာကြီးပါပဲနော်ဥပဒေကြီးပါပဲချွေးတိတ်တဲ့ဥပဒေလို့ပဲကျွန်တော်တို့မြင်ပါတယ်ဒန်းစီတယ်မအားလုံးဘူးဗျာအေးအေးယူလို့ပဲဖြစ်မလဲဗျာနော်တော်လန်ရေးဆိုတာကဟိုတော်လန်ရေးပြီးတဲ့အခါမှာကျွန်တော်တို့ပြန်လဲတိဆောက်ရေးပေါ့ဗျာနော်နောက်တစ်ခါဒီဒီတော်လည်ရေကာလအတွင်းမှာကျွန်တော်တို့အထွေးခေါ်ရဖြစ်စီရက်တီမှုရဖြစ်စီเนาะကွဲပြားသွားတဲ့ เนาะကျွန်တော်တို့ဒီဟိုဘက်အသီးသီးကိုကျွန်တော်တို့ကပြန်ပြီးတော့ရင်သားစီရေးပေါ့เนาะဒါမျိုးတွေကဒါဒါတော်လင်ရေးကာလအပြီးအစိုးရတွေကလောက်ကိုလောက်ရမယ်ကိစ္စတွေဖြစ်တယ်ပေါ့ဗျာเนาะတစ်ဖက်မှာလည်းဒါဟို transitional justice တွေကိုအကောင့်တွေဖော်ရမယ်เนาะအဲ့ဒီမှာတော့တကယ်တာဝန်ရှိတဲ့သူတွေဟလာဘုံကျဲဖို့အမိန်ပေးတဲ့သူတွေဘုံတကယ်ကျဲခဲ့တဲ့သူတွေเนาะဟိုဒါမျိုးတွေကိုတော့ကျွန်တော်တို့ကဟိုမဖြစ်မနေကိုကျွန်တော်တို့က ဟိုအေးယူရမှာဖြစ်တယ်နော်တို့လည်းထိုက်တန်တဲ့အေးယူမှုတွေဆောင်ရမှာဖြစ်တယ်နော်တပည့်ဟိုတစ်ဖက်မှာတော့ဗျာကျွန်တော်တို့ကဥမာထားပါတော့ဟိုဒီဒီဝင်ဝင်ဝင်တန်းလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ဟိုဟိုဘာမှမဟုတ်ပဲယုံလုံလုံနေရတဲ့သူတွေတပြက်စီးလေးရတဲ့သူတွေဓာမျိုးတွေရှိတယ်ဗျာနော်ဓာမျိုးတွေဆက်ပြီးတော့ရှိနေရမှာပဲနော်ဆိုတော့ဟိုဟိုဟိုကျွန်တော်ကတော့လေဟိုဒီလိုကြီးအဲတိမ့်ကြုံပြီးတော့ဒီလှုပ်ရှားမှုမှာပါသေးမပါသေးပေါ့ဗျာ။နော်ဒီလိုဟာမျိုးတွေနဲ့ အဲအရေးယူရဲဆိုတာတော့ဟိုဟိုကျွန်တော်တော့မတရားဘူးလို့ပဲထင်ပါတယ်နော်နောက်တစ်ခါပဲတော်လင်ရေးအဆက်ဆက်မှာမှာဗျာတရုတ်တော်လင်ရေးနော်ကျူပါတော်လင်ရေးပေါ့ဗျာနော်နောက်တစ်ခါကျွန်တော်တို့ဟိုဟိုဒီအော်တိုဘတော်လင်ရေးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီအာဟိုဟိုဒီတခြားဟိုရှိခဲ့တဲ့တော်လင်ရေးအဆက်ဆက်ကိုကြည့်လိုက်ရင်နော်ဟို ဘယ်တုန်းကမှကျွန်တော်တို့ကတော်လန်ရေးပြီးတဲ့အချိန်မှာတော်လန်ရေးမှာမပါလို့ဆိုပြီးမှကျွန်တော်တို့ကခြံထားခဲ့တာနော်သူ့ရဲ့အခွင့်အရေးတွေကိုရုပ်သိမ်းနေမျိုးဆိုတာလှုပ်လို့မရပါဘူးနော်ဟိုလှုပ်လို့လည်းမရပါဘူးအဲအဲ့လိုလှုပ်တဲ့သူတော့ရှိပါလေနော်ရှိတာတော့ပါတော့ဆိုတော့ဒီကျွန်တော်တို့ဒီပူပေါ့အစိုးရပေါ့ဗျာနော်ကမ်ဘောဒီးယားအင်မတန်စိတ်ပြက်စရာကောင်းတဲ့နော်တကယ်ကိုဟလာဟိုအင်မတန်ကြီးမားတဲ့အဲလူမျိုးတုံးတက်ဖြန့်မှုကိုကျူးလွန်ခဲ့တဲ့ဒီပူပေါ့အစိုးရကတော့ဒါမျိုးလှုပ်ခဲ့တဲ့အမှတ်တမ်းရှိပါလေနော်ဆိုတော့ဟို ဒါမဖြစ်နိုင်ဘူးတကယ်လို့မဖြစ်မနေလုပ်မယ်ဆိုရင်လေအဲကျွန်တော်တို့ကပူဖော့လက်သစ်ကိုတွေ့ရမှာပါပဲနော်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးရဲ့အတန်း Federal FM